ိုင်းမြန်မာနယ်စပ်တဝဲခရိုင်မြစ်တာမြို့နယ်ထိခိကုံသွေးဂိတ်အနီးစစ်ကောင်စီရဲ့ထိထဗျူဟာကုန်းသိမ်းပိုက်မှုမှာဗျူဟာမှုအပါအဝင်စစ်သားအများပြားသေဆုံး120မီလီမီတာမော်တာအပါအဝင်လက်နက်မျိုးစုံရရှိကြောင်းတဝဲ Watch Cup ဖော်ပြပါတယ်။ဧပြီ19ရက်နေ့ပိုင်းမှာဒီစခန်းကိုသိမ်းပိုက်တာဖြစ်ပြီး120မီလီမီတာမော်တာ60မီလီမီတာမော်တာ RPG လောင်းချအပါအဝင်လက်နက်မျိုးစုံ90ခန့်သိမ်းမိတာကို တပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်စစ်ကောင်စီဘက်ကတဝဲလီရင်ခွင်းကနေတိုက်လီရင်ရဟတ်ရင်တွေနဲ့အဆက်မပြတ်လာရောက်တိုက်ခိုက်တဲ့အပြင် စခန်းသိန်းဂါနီမှာ မော်လမြိုင်လီတက်ကရဟတ်ရင်နဲ့စစ်ကူလာချတယ်လို့ဆိုပါတယ်ဒါပေမဲ့ထိထားပြူဟာကိုတော်လိုင်းတပ်တွေကသိမ်းပြီးသားဖြစ်တဲ့အတွက်ရဟတ်ရင်300ရဲ့စစ်ကူ60ခန်းကို ထိခိကလက်ကျန်စခန်းမှာချပီးသွားတယ်လို့သိရကြောင်း KNU ကရင်မျိုးသားအစည်းအရုံးတာဝန်ရှိသူတူကပြောပါတယ်။ထိခိမှာနောက်ဆုံးကြံနေတဲ့အဲ့ဒီစခန်းကိုဧပြီ19မှာစတင်ထိုးစစ်ဆင်နေပြီးတိုက်ပွဲပြင်းထန်တဲ့အတွက်ထိခိရွာသားတွေထိုင်းနိုင်ငံဘက်ထွက်ပြေးနေတယ်လို့ထိုင်းသတင်းတွေမှာတပ်ပုံတွေတွေ့ရပါတယ်။ဒါပေမဲ့ထိခိစခန်းကိုပြီးသက်သိမ်းနိုင်တဲ့သတင်းတော့ဧပြီ20ရက်ညနေပိုင်းအထိမကြားရသေးပါဘူး။ဒီစစ်ဆင်ရေးကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL လေး ကရင်မျိုးသားကာကွယ်ရေးတပ် KNDO Force for Federal Democracy FFD Current Drone Special Force Dragon Squad UAV Tawai People's Liberation Force TPLF ဒဝေခရင်အမှတ်1တရင် T1 နဲ့ဒဝေခရင်အမှတ်2တရင် T5 တို့ပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြိုက်ထီယိုဖျားတောင်ကြီးမှာဖမ်းမိတဲ့ပြူစောတိ9ဦးကိုကျူးလွန်ထားတဲ့ပြစ်မှုတွေအတွက်စုံစမ်းစစ်ဆေးနေစေဖြစ်တယ်လို့အမှတ်28စစ်ဗျူဟာရဲ့တထုံခရိုင်တပ်မဟာ1 PDF တာဝန်ခံရဲဘော်အေမင်ထွန်းက PVTV ကိုပြောပါတယ်။ညောင်လေးပင်မြို့နယ်ကနေကြိုက်ထီယိုကိုဖျားဘူးလာတဲ့ပြူစောတိခေါင်းဆောင်9ဦးအပါအဝင်ပြူစောတိမိသားစု40ခန့်ကို ကင်မွန်ချောင်းကြီးွာကတဲ့ချောင်းရီတကုံမှာဧပြီ15ရက်ကဖမ်းဆီးရမိတာဖြစ်ပါတယ်။တောင်မရှိတဲ့၅ဦးကိုခေါ်ယူစစ်ဆေးနေပြီးကြံမိသားစုအားလုံးကိုဧပြီ18ကတည်းကပြန်လွှတ်လိုက်ပြီလို့ဖော်ပြထားပါတယ်။စကိုင်းတိုင်းမြိုင်မြို့မှာလုံခြုံရေးတာဝန်ယူနေတဲ့စစ်သားနဲ့ပြူစောတိအဖွဲ့ကိုတော်လိုင်းတပ်တွေကပြစ်ခတ်ရာမှာ၂ဦးသေဆုံးပြီး တနက်နှစ်လက်သိမ့်မိတယ်လို့နဂရီအထူးတိုက်ကြရေးတပ်မြန်ကသတင်းထုတ်ပြန်ပါတယ်။ဧပြီ20မိနစ်6နိုင်ခွဲကမှာတိုက်ခိုက်တာဖြစ်ပြီး MA1 တနက်တလက်နဲ့ကာပိုင်တနက်တလက်သိမ့်မိတာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်။ဒီစစ်ဆေးကိုမြန်ညီညွတ်ရေးတပ်ပေါင်းစုကဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။ နှစ်ရက်စတိုက်ဘုံကျဲမှုကြောင့်တေဆုံးသူ30ခန့်ရှိနေပြီဖြစ်တဲ့မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ရေတွက်ရွာကဧပြီ20မိုးလွဲတနင်္ဂနွေမှာစစ်လျင်ကသုံးရက်မြောက်ဘုံထက်ကျဲတယ်လို့ရွှေဖီမြေကဖော်ပြပါတယ်။ဧပြီ19အထိအလောင်း28ခုတွေ့ရှိထားပြီးဧပြီ20မနေ့ပိုင်းမှာနောက်ထပ်3လောင်းတွေ့တယ်။အလောင်းတွေကောက်နေစဉ်မှာစစ်လျင်ကဘုံထက်ကျဲတာဖြစ်ပြီး လူအထိခိုက်တော့မရှိဘူးလို့ဒေသခံဒုကပြောပါတယ်။ဒါပေမဲ့စစ်တပ်ကနေစဉ်ဘုံကျင်းနေတာကြောင့်လူတွေဟာရွာမှာမနေရဲတော့ပဲထွက်ပြေးနေကြတယ်လို့ဖော်ပြထားပါတယ်။ရှမ်းပြည်တောင်ပိုင်းမှာမနစ်ကလှုပ်ရှားခဲ့တဲ့ PDF တပ်ရင်းတွေ drone ဖွဲ့တွေကိုပြန်လည်ပေါင်းစည်းပြီး SSNDF KNDFB တရင်101 102နဲ့103အဖြစ် အမိပြောင်းကဘျူဟာအမှတ်9ကိုဖွဲ့စည်းလိုက်တယ်လို့ KNDF ဂရင်းဒီအမျိုးသားများကာကွယ်တပ်ကသတင်းထုတ်ပြန်ပါလေတရရင်၃ခုပေါင်းထားတဲ့ဘျူဟာ9ရဲ့စစ်တင်တန်းဆင်းပွဲကိုဧပြီ18မှာကျင်းပရမှာအခုလိုတရဝင် ကြီးညာလိုက်တာဖြစ်ပါတယ် SSNDF KNDF ဘျူဟာအမှတ်9ဟာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူတိုက်ပွဲဝင်သွားမယ်လို့ 旁边台湾的怎么样？